ဆရာမောင်သားချုပ်သမီးဘက်ဖိုးနှလုံးသားရှင်မြော်ခင်များဝယ်တိုင်းမရောဘူးဆိုတဲ့မိုးကောင်းကလူတယောက်သမီးရေမရေမနာစတန်းလို့ဆိုရလောက်တဲ့အထိခရီးသွားလေသွားထားရှိတဲ့ဖေဖေဘဝမှာပညာရီတွေကဖေဖေအသွားဆုံးကိုပြပါလို့ဆိုခဲ့ရင်ကချင်ပြည်နယ်ကိုပဲပြရလိမ့်မယ်ထင်တယ်သမီးရေမြကြီးနာဗမောဝိုင်းမော မိုးညင်းမိုးကောင်းဖာကန့်ဟိုပင်နမတီအိုးဆုံးလို့ တစ်ခေါက်မကနှစ်ခေါက်မကအချင်းချင်းအခါခါလွန်ခဲ့တဲ့တလားနှစ်လလောက်ကပဲသမီးရဲ့ကချင်ပြည်နယ်လေးကိုပပေးရောက်သွားခဲ့ပြန်သေးတယ်။ထုံစံအတိုင်းစားပေးချစ်သူတွေကဖိတ်လို့ပဲပေါ့။တရက်မနက်ခတ်စောစောမှာနတ်မာကနေမြကြီးနားဘက်ကိုရောက်ဖက်ဦးတီရအတိုင်းကားကလေးနဲ့ဆန်တက်ခဲ့ကြပါရောလို့ဆိုပါတော့။မြကြီးနားမရောက်ခင်နမတိမှာပပေးကဟောပြောရမှာလေ။ကားကမိုးကောင်းမှာခဏနားပါရတယ်။ လူလဲနာကားလဲနာနနက်စာလေးပါလေးလဲစားပေါ့မိုးကောင်းမျိုးကထမင်းဆိုင်ကလေးထဲမှာမှားထားတဲ့အစားအသောက်တွေရောက်မလာသေးခင်ဖေဖေမလန့်မကန်ကဆေးဆိုင်ကလေးတစ်ဆိုင်စီရောက်ခဲ့မိတယ်တမီးရဲ့လဲချောင်းမိနာကအတန်ဝင်ချင်းတလူလူဖြစ်နေတာကြောင့်ငုံဆေးလေးပါလေးဝယ်ဦးမှာဆိုရဲစိတ်ကူးလေးနဲ့ပါအဲ့ဒီမှာပဲတမီးကိုပြောပြခြင်းနဲ့အဖြစ်အပျက်ကလေးတစ်ခုနဲ့တိုးခဲ့ရတာပါ ဆေးဆိုင်ထဲကိုဝင်သွားတော့ဖဖေးအရင်ဆေးဝယ်မဲ့သူတယောက်ရှိနေနေတယ်သမီးရဲ့အမျိုးသမီးတယောက်ဒေသခံတိုင်းရင်းသူတယောက်ပဲထင်ပါရဲ့လူပုံကသိပ်ပြီးတော့ဒေါက်တာပေါ်ပါမရှိလာပါဘူးလက်ထဲမှာဆေးစာရွက်ကလေးတစ်ရွက်ကိုကိုင်းလို့ဆရာဝန်တယောက်ကရေးပေးထားတဲ့ဆေးစာရွက်ဖြစ်နေတယ်လို့နည်းနည်းကလေးနားမျက်စိကြည့်သူတယောက်ကအဲ့ဒီဆေးဝယ်တောက်ဆိုပြီးရေးပေးလိုက်တာမျိုးလည်းဖြစ်နေတာပေါ့ ဘာပဲဖြစ်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 ရှိမှသူကသူ့လက်ထဲကစေးစာရောက်ကလေးကိုဆိုင်ကောင်တာနောက်နားကလူရှိရာစီလှမ်းပြလို့နေခဲ့ပါပြီ။ဆေးရောက်သူကဆေးအချောင်းကျွမ်းကျင်သူပြီးပြီးဖြက်ခနဲဆိုမှတကယ့်ကို ဖြက်ခနဲကြည့်လိုက်တာအဲ့ဒီစာရွက်ကလေးကိုဆေးဝဲသူအမျိုးသမီးစီလှမ်းပေးခဲ့နေပါပြီ။အဲ့ဒါဆေးရုံမှာအလကားဝင်နေတဲ့ဆေးအမရဲ့သွားတောင်းလိုက်ပါတဲ့။သူကမလန်းမကန်းကဆေးရုံကိုတောင်မှလက်ညှိုးကလေးထိုးပြလို့ ေဖေကအံ့ဩသွားမိတာဒါကြောင့်ခုနကအမျိုးသမီးလဲထွက်သွားရောကုစီကူဝယ်ရင်းနဲ့မနေနိုင်မထိုင်နိုင်စေးချောင်းသူကိုမေးမိခဲ့တာဘာဖြစ်လို့မရောင်းလိုက်တာလဲပေါ့ပြန်ဖြေပုံကတာတာကလေးပါပဲရောင်းရင်ပတ်စံရတာပေါ့ဗျာဘာလို့မှလဲစေးရုံမှာအလကားဝင်နေတဲ့ဥစ္စာတဲ့အော်အဲ့ဒီလိုလို့အဲ့ဒီလိုပြောလိုက်တဲ့အတွက်ငါ့ကိုလူတွေအထင်ကြီးသွားရောလဲဟဲဆိုတဲ့စိတ်မျိုးလည်းမရှိဘူး ဒါကြောင့်ပေပေကအဲ့ဒီလူကိုအထင်ကြီးသွားမိတာ။အော်လူတွေရဲ့မသိတဲ့နားမလည်မှုအပေါ်မှာအချိုးစည်းဝါမရှာခြင်းဘူးဆိုတဲ့လူတွေလည်းဒီလောကမှာရှိနေသေးတာပဲနော်။ညနေအကျန်းတူဝင်မရှိသူတယောက်ယောက်ကတက္ကစီလေးတစ်စီးလမ်းတားပြီး ွားလို့ရခီးကိုပြောတဲ့အခါကားဆရာကဟိုရှင်းသားလေးမှခင်ဗျာလမ်းလျှောက်သွားနင်းနီးကလေးလို့ဆိုလိုက်တာကို ရှားတောင်ရှားပါကြုံခဲ့မှုပါတယ်။စာအုပ်ဆိုင်တစ်ဆိုင်ထဲကိုဝင်ပြီးမြေပုံလိုချင်းကြောင်းပြောတဲ့ခရီးသွားကိုဆိုင်ရှင်ကနဘေးကဟိုတယ်ထဲမှာအလကားရကြောင်ပြောနေတာကိုလည်းကြုံတော့ကြုံခဲ့ကြားခဲ့ရမှုပါတယ်။တချို့လူတွေဟာဘာမှဟုတ်တာတွေက အစာသိပ်ပြီးစိတ်နေမြင်မှကြတာပဲနော်။ ။အော်မိုးကောင်းမျိုးကစီးဆိုင်ပန်ရှင်လူတရားမဝယ်နဲ့တဲ့အလကားပြီးနေတာသွားတောင်းနဲ့။သူစိတ်ကကချင်းတောင်တန်းကြီးတွေလိုမြင့်မြတ်လိုက်တာ။ဖေဖေအားကြလို့မဆုံးနိုင်ဘူး။ဒီဆောင်မလေးကိုလည်းလေဒီနေ့ခေဒီကာလမှာပေါ့နော်သူ့ကိုကိုမယုံလားကိုကိုသူ့မယုံလားဖြစ်နေတဲ့ကာလကြီးမှာ ီလိုမျိုးလူတွေကြီးပဲရှိနေမယ်ဆိုဘလောက်တောင်ကောင်းနိုင်မလဲဆိုတဲ့စိတ်ကလေးဖြစ်ပြီးတော့ဖတ်ပြမိရပါတော့အခုကအခုအဒီဆရာပြောတဲ့လူမျိုးပေါ့နော်တက္ကစီကငါးတာကိုဒီနားလေးမှာပဲလေလမ်းလျှောက်သွားလိုက်ပါလားလို့ပြောရတဲ့တက္ကစီဆရာမျိုးဆေးရုံမှာအလကားဝင်နေတယ်လေသွားယူလိုက်လာဝယ်မလို့နဲ့ပတ်စံကုန်ခံပြီးတော့လို့ပြောရတဲ့ညင်းတဲ့ဆေးဆိုင်မျိုး အရန်ကိုရှားပါးသွားပြီလို့လည်းထင်တယ်။မမြင်ဘူးတလောက်ကိုလည်းဖြစ်နေပြီပေါ့နော်။အော်ဒီကာလမှာတနေရာသွားလို့လမ်းမသိလို့တော့လမ်းမမေးရဲဘူးပောက်ကရပြောမှဆိုလို့ဆိုတာမျိုး။ဘတ်စကာတက်စီလိုက်လို့အငားလွယ်အကုန်လုံးကခပိုင်နိုင်ဖြစ်နိုင်နေဆိုတဲ့စိတ်နဲ့စီးနေရရဲဆိုတာမျိုးကြီး ဒီနေ့ဒီနေ့အာဒီလိုပုံစံမျိုးကြီးနေနေပဲကျင်နေပြီးတော့ကြုံတွေ့နေရတော့ကိုတယောက်ချင်းစီကစပြီးတော့ဒီလိုမြင့်မြတ်တဲ့အဲမြင့်မြတ်တဲ့ဆိုတာထက်စိတ်နှလုံးကောင်းရှိရဲ့ရိုရှင်းနေပေါ့နော်ကိုလည်းဘာမှစိုက်ပြီးလဲရတာလည်းမဟုတ်ဘူးလေကိုရဲ့ကိုလည်းအများကြီးကိုကျိုးစွန်အနေနာခံပြီးရုံးရော်သွားတာမဟုတ်ဘဲနဲ့ဒီလိုစိတ်တက်နေနေ ူတယောက်ချင်းစီကစပြီးတော့ဒီလိုစိတ်ကလေးနဲ့နေမယ်ဆိုတဲ့အသည့်လေးဝင်သွားရင်ကောင်းမှာပဲဆိုပြီးတော့ဒီဆောင်းပါးလေးကိုလည်းအမတ်ကြီးကဖက်ပြလိုက်ပါရဲ့နော်